အားလုံးပဲမင်္ဂလာပါမေနဲ့ဒီတာ page ကနေပါရှင့်မေဒီနေ့ပြပြချင်တာလေးရတော့ပေါ့နော်မေကိုတော်တော်များများလာလာမေးကြရဲပေါ့နော်ညီမလေးရေမောင်လေးလာလာမေးကြရဲဟိုဂျပန် agency ကိုပေါ့နော်ဝင် join ချင်လို့ဂျပန်သွားချင်လို့ဒါပေမဲ့ agency တွေကရှစ်တန်းအောင်မှလက္ခဏာမျိုးတွေကိုတန်းအောင်မှလက္ခဏာမျိုးတွေသတ်မှတ်ထားတဲ့အတွက်ပေါ့နော်သွားလို့ရပါမလားပေါ့ဂျပန်စကားသင်လို့ရပါမလားဆိုပြီးတော့တော်တော်များများလာလာမေးကြရဲပေါ့နော်မေအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြပြပေးချင်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ပြောချင်တာကိုကိုကို တိမ်ငယ်စရာလည်းမလိုဘူးစိတ်တက်ကြစရာလည်းမလိုဘူးပေါ့နော်ကို့မှာအားနေချက်တစ်ခုခုရှိတယ်ဆိုလို့ရှင်တခြားအားတာချက်တွေရှိအောင်လို့သူများနဲ့မတူရဲ့အားတာချက်မျိုးတွေရှိအောင်လို့စ조사ပါပေါ့နော်ဥပမာကိုက၈တန်းအောင်၉တန်းအောင်လို့ agency တွေကသတ်မှတ်ထားပေးမယ်လို့ကိုက၇တန်းမဲ့အောင်နဲ့၆တန်းမဲ့အောင်နဲ့ဒါပေမဲ့လို့ဂျပန်ဘာသာစကားဆိုလို့ရှင်တော့ info အောင်လမတ်ရထားတယ် JLPD entry အောင်လမတ်ရထားတယ်ဆိုလို့ရှင်ဒါကိုကိုငင်းစီရဘာအကြောင်းမှမရှိဘူးပေါ့နော် အေဂျင်စီကဒီပညာအရေးချင်းသတ်မှတ်တယ်ဆိုတာလည်းပေါ့နော်ဟိုဂျပန်စာသင်တဲ့အချိန်မှာဂျပန်စာလိုက်နိုင်ဖို့အတွက်ကိုပညာအရေးချင်းတွေသတ်မှတ်တာဖြစ်ပါတယ်ဒါကမေစူးစားကျင်စိမ့်မရှိတဲ့လူမျိုးတွေကိုထည့်ပြောတာမဟုတ်ဘူးနော်တချို့တွေအရန်အလွယ်နီးလန်းလိုက်ကြတယ်ဂျပန်စာမတက်ပင်နဲ့သွားလို့ရလားဆိုတဲ့လူမျိုးတွေပေါ့နော်ဘာမှမတင်မဲနဲ့ဂျပန်ကိုဒီတိုင်းသွားလို့ရလားဆိုတဲ့လူမျိုးတွေရှိရယ်ပေါ့နော်အဲ့လိုမျိုးအလွယ်နီးလန်းလိုက်တဲ့လူတွေကိုမေးပြန်ပြော နေတာမဟုတ်ဘူးပေါ့နော်ပြန်လဲမပြေချင်ဘူးပြန်လဲမပြောချင်ဘူးပေါ့နော်ဒါကတကယ်စူးစမ်းကျင်စေရှိတဲ့လူတွေကိုမေးပြပြနေတာဖြစ်ပါတယ်ဂျပန်စာကိုကိုယ့်ရဲ့အားသာချက်တစ်ခုဖြစ်အောင်လို့စူးစမ်းပါဂျပန်စာကိုတီတီချာချာသင်ပါစာမေးပွဲတွေဝင်ဖြေပါ GLPD စာမေးပွဲတွေ N4 တွေ N3 တွေဝင်ဖြေပါကိုအောင်လက်မှတ်ရသွားပြီဆိုလို့ရှင်တကယ်လို့များ agency တွေကိုလိုက်စုံစမ်းလို့ agency တွေက shift down အောင်မှလက်ခံမယ်၊ကိုရအောင်မှလက်ခံမယ်ဒီလိုမျိုး entry အောင်နေ info အောင်နေပြခဲ့ရှင်အောင်မှပဲ ရှစ်တန်းအောင်မှလက်ခံမယ်ကိုးတန်းအောင်မှလက်ခံမယ်ဆိုပြီးညှင်းလွတ်တယ်ဆိုရင်တော့မှပဲ agency ကတခုတည်းရှိတာမဟုတ်ဘူး agency တွေအများကြီးရှိပါတယ်အဲ့တော့ agency တခုမရရင်နောက်တစ်ခုကိုလိုက်ပြီးတော့စုံစမ်းပါဒါပေမဲ့အလိမ်ညာမဖြစ်ဖို့တော့လိုတယ်ပေါ့နော်လက်ခံတယ်ပြောတိုင်းအရင်ကြီးလည်းမယုံပါနဲ့တည်တည်ချာချာစစ်စစ်ပြီးတော့မှပဲဒီ agency တခုကိုယုံကြည်ပေါ့နော်ဂျပန်သွားမဲ့လူတွေအနေနဲ့အဓိကအရေးကြီးဆုံး၃ချက်ရှိရဲပေါ့နော်ဒါဂျပန်ဘာသာစကားပြောနိုင်ရမယ်နားလည်နိုင်ရမယ်ပြီးရင်ကျမ်းမာရေးကောင်းတဲ့လူဖြစ်ကြမယ်ပေါ့နော် ပြီးရင်အလုံးလုံးနိုင်ရမယ်ပေါ့နော်အဲ့ဒီသုံးချက်လုံးပြည့်မီရယ်ဆိုလို့ရှင်ကိုကိုငင်းနိုင်စရာအကြောင်းမရှိတော့ဘူးလို့တော့မေးထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မေနဲ့ဒီတာ page ကမေရွာရှိ